ဆက်အနီး library မှာချိုးဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လိုပဲနိုင်ငံတကာသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုအခိုင်အမာတိဆောက်လူသူတွေအတွက်ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုနိုင်ငံပါတာလူမျိုးဖွဲ့စည်းစတဲ့တရားဥပဒေရွေးချယ်မျိုးမရှိဘဲနဲ့ပြန်လည်မျှဝေပေးနေခြင်းသာဖြစ်ပါတယ်။အခုဒီအကြောင်းအရာကတော့ Israel Palestine စစ်ပွဲဆိုင်ရာမှတ်စုများလို့ ပြောရင်ရပါတယ်။သို့တော့နောက်ပိုင်းအခုလက်ရှိပြောင်းလဲလာတဲ့အခြေအနေတွေအရတော့ Israel Hezbollah Hamas ဟူသည်ပြည်ပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုဖြစ်ပါတယ်ဗျ။ Israel Hezbollah Hamas ဆိုသည့်ပြည်ပကဆိုင်ရာစိတ်ဝင်စားပွဲရာမှတ်တမ်းများစုစည်းမှုအပိုင်း106ဖြစ်ပါတယ်။ဒီနေ့အမျှဝေပေးမယ့်အကြောင်းအရာဒီမှာက Israel က Hezbollah စစ်ဦးစီးချုပ်ကို ရှင်းလင်းဖို့ Lebanon ကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းကြေညာခဲ့တဲ့အကြောင်းအရာ ပြီးရင်တော့ အစ္စရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်လို့ဆိုပြီးတော့အစ္စရေးကဂါဇာကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တဲ့အချိန်ဒီအဲဒီနောက်မှာတော့အစ္စရေးဝန်ကြီးချုပ်စီးရီးယားဘက်အချမ်းမှရှိတဲ့ဂိုလန်ကုန်းမြစ်စစ်မဲ့ဇုံကိုတွားရောက်ပြီးတော့စစ်စင်ရေးဆိုင်ရာတွေမှာကြားခဲ့မှုအဲဒီနောက်မှာတော့ယီမန်နိုင်ငံဆိုင်ရာကုလသမဂ္ဂထူးတန်တမန်ကဟူတီအုပ်စုကဖမ်းထားတဲ့ကုလသမဂ္ဂဝန်ထမ်းတွေကိုချက်ချင်းပြန်လှစ်ပေးဖို့တိုက်တွန်းတာပြီးရင်ဟာမတ်စ်အဖွဲ့ကိုင်ရိုမှာအီဂျစ်နဲ့ဂါဇာကြောင်းဆွေးနွေးခဲ့မှုနဲ့နောက်ဆုံးမှာကတော့ အမေရိကန်ရဲ့အရက်ဖက်စစ်ဖက်ညှိနှိုင်းရေးစင်တာအကြောင်းစာရတွေကိုမျှဝေသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့အစ္စရေးကဟစ်ပိုလာစေဦးစီးချုပ်ကိုရှင်းလင်းဖို့လက်ဗနွန်ကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းကြေညာခဲ့တဲ့အခြေအနေပါ။အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နေဒန်ယာဟူကဟစ်ပိုလာအဖွဲ့ရဲ့စေဦးစီးချုပ်ဖြစ်လက်တွေ့ဆောင်ရွက်နေတဲ့ဒူးလိုညီညွတ်ခံထားရတဲ့ဟေသမ်အလီ တဘာတာပိုင်းဆိုသူကိုရှင်းလင်းဖို့အတွက်ဥတီတဲ့တိုက်ခိုက်မှုတစ်ခုကိုလက်မနွန်နိုင်ငံမြို့တော်ဘေရတ်မှာပြုလုပ်ခဲ့တယ်လို့နိုဗ ెంబ ာ23ရက်နေ့ကပြောကြားခဲ့ပြီးတော့အစ္စရေးကကိုယ်ကြီးမှန်ချက်တွေအတွက်အချိန်မီနေရာမီလက်တွေ့အကောင့်တွေပေါ်သွားဖို့တနိမ့်ချန်ချထားတယ်လို့ပါနေတန်ယာဟုကပြောသွားခဲ့ကြောင်းသိရပါတယ်။နိုဗ ెంబ ာ23ရက်အစောပိုင်းတုန်းကပြုလုပ်တဲ့အစိုးရအဖွဲ့အပတ်စဉ်အစည်းအဝေးမှာလည်းနေတန်ယာဟုက Hezbollah အဖွဲ့ရဲ့အစ္စရေးပေါ်ချင်းချောက်နိုင်စွမ်းကိုပြန်လည်မတီးဆောက်နိုင်အောင်ဟန်တားဖို့ လိုအပ်တဲ့အရာမှန်သမျှဆက်လက်လုပ်သွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့ပါတယ်။အစ္စရေးဘုညီချုပ်ယုံရဲ့ထုတ်ပြန်ချက်အရတော့ဟစ်ဘိုလာအဖွဲ့ရဲ့စစ်အင်အားတိုးမြင့်တိစောက်တာနဲ့လက်နက်တပ်ဆင်တာတွေအတွက်ဥဆောင်နေသူဖြစ်တဲ့စစ်ဦးစီးချုပ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ဘီလိုမျိုးရဲ့တောင်ဘက်စင်ကြေဘုံဒေသမှာအဆောက်အုံတွေနဲ့မော်တော်ယာဉ်တွေအကြီးကျယ်ပျက်စီးသွားတဲ့ဗီဒီယိုမှတ်တမ်းလည်းထွက်ပေါ်လာခဲ့ပြီးတော့လက်မနိုနိုင်ငံပိုင်း National News Agency က Israel ရဲ့တိုက်ခိုက်မှုက ဟာရက်ဟရစ်ဒေတာမှာရှိနေတဲ့လူနေအဆောက်အဦတစ်လုံးကိုထိမှန်ခဲ့တယ်။တရားရရှိမှုတွေဖြစ်ပွားခဲ့တယ်လို့ဖော်ပြခဲ့ကြောင်းသိရပါတယ်။၂024နိုဝင်ဘာ29ရက်နေ့မှာအပြစ်ခတ်ရစဲသဘောတူညီချက်စတင်သက်ဝင်လာပြီးတဲ့နောက်ပိုင်းအစ္စရေးကဟစ်ဘောလာရဲ့ချင်းချောက်မှုတွေကိုဖယ်ရှားဖို့ရည်ရွယ်တာဖြစ်တယ်လို့ပြောပြီးဘေရုမြို့ကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လက်မနွန်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာရှိတဲ့အခြားဒေသငါးခြားဒေသတွေကိုလည်းနေ့စဉ်ဒီပါတိုက်ခိုက်ခဲ့ပြီးတော့ အစ္စရေးကလဗနွန်နယ်စပ်မှာရှိနေတဲ့အဓိကနေရာ၅ခုမှာလည်းဆက်လက်တဆွဲထားဆဲဖြစ်တယ်လို့သိရပါတယ်။အဲဒီသဘောတူညီချက်မှာကတော့နှစ်ဖက်စလုံးကနယ်စပ်ဒေသကဒီခါနေစုခွာပေးဖို့လိုအပ်တယ်လို့ပါဝင်ထားမိတာပါ။ဟစ်ပိုလာကပြစ်ခတ်ရစဲသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့အစ္စရေးကဆွဆွဲပြီးတော့စုခွာဖို့တတ်မှတ်ထားတဲ့နောက်ပိုင်းမှာတောင်မှနေမြေအချို့မှာသူ့ရဲ့တပ်ဖွဲ့တွေကိုဆက်လက်ထားရှိနေခဲ့တာလို့သိရပါတယ်။အစ္စရေးကဟစ်ပိုလာအဖွဲ့ကိုလေကြောင်းတိုက်ခတ်မှုအချင်းချင်းပြုတ်လုပ်ထားခဲ့ပါတယ်။လက်ပြွန်သမ္မတဂျိုးဆပ်အယွန်ကတော့ အစ္စရေးကပြစ်ခတ်ရစဲသဘောတူညီချက်ကိုလိုက်နာဖို့ညှင်းဆိုပြီးဒေတာရင်းတည်ငြိမ်ရေးပြန်လည်ထူထောင်မှုရည်ရွယ်တဲ့ကြိုးပမ်းမှုအားလုံးကိုပယ်ချခဲ့တယ်ဆိုတာကိုတင်းဂရိနေကလေကြောင်းတိုက်ခိုက်မှုကိုကြီးချင်းအဖြစ်သိနိုင်တယ်ဆိုပြီးကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။လက်မတွင်ချက်မှိုင်ဝန်ကြီးဌာနကတော့အစ္စရေးတိုက်ခိုက်မှုတွေနဲ့ပြစ်ခတ်ရစဲချိုးဖောက်မှုတွေကြောင်းမလို့2024 November 28ကနေစပြီးလက်မတွင်မှာတည်ဆုံးသူပေါင်း331ဦးရှိခဲ့ပြီးတော့ဒဏ်ရာရသူ945ဦးထိရှိခဲ့ပြီးဖြစ်တယ်လို့ နိုဝင်ဘာ22ရက်နေ့ကထုတ်ပြန်ချက်အရသိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကအစ္စရေးတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်လို့ဆိုပြီးအစ္စရေးကဂါဇာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ဂါဇာတောင်ပိုင်းကန်နစ်မှာရှိနေတဲ့အစ္စရေးတပ်သားတွေကိုပြစ်မှတ်ထားပြီးတော့တနက်နဲ့ပြစ်ကတ်ခဲ့မှုကိုတုံ့ပြန်တဲ့အနေနဲ့ဂါဇာကမ်းမြောင်ဒေသတဝန်းကိုလေကြောင်းကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကကြေညာခဲ့ပြီးတော့ဒေသအနာပိုင်းတွေကတော့ဂါဇာကမ်းမြောင်ဒေသမှာနိုဝင်ဘာ19ရက်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ25ဦးသေဆုံးပြီး89ဦးဒဏ်ရာရခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ပါလက်စတိုင်းမီဒီယာတွေကတော့မြောက်ပိုင်းကဂါဇာစီးတီးနဲ့ခဲယူနစ်နှစ်မြို့လုံးတိုက်ခိုက်ခံခဲ့ရတာလို့ဖော်ပြပါတယ်။ဟာမတ်စ်အဖွဲ့ကတော့အစ္စရေးတို့အခုနောက်ဆုံးပြုလုပ်တဲ့တိုက်ခိုက်မှုကိုအန်နီယယ်ရှိတဲ့အဆင့်အထိမြင့်တက်လာတာအဖြစ်ချုပ်ချခဲ့ပြီးတော့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နီတန်ယာဟုကပါလက်စတိုင်းလူမျိုးတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုပြန်လည်စတင်မှုကြိုးပမ်းနေတယ်လို့လည်းထုတ်ပြန်လာခဲ့ပါတယ်။ တရက်နဲ့ပြစ်ခတ်တယ်ဆိုတဲ့ Israel ရဲ့ဆွဆွဲချက်ကိုလည်း Hamas ကပယ်ချခဲ့ပြီးတော့အပြစ်ခတ်ရစရေးသဘောတူညီချက်ကို Israel ကလိုက်နာလာအောင် American ပြည်တော်စုနဲ့ Qatar နိုင်ငံအပါအဝင်ဂျာဝင်စစ်ဆက်သူတွေကလှုပ်ဆောင်ပေးဖို့တောင်းဆိုခဲ့ပြီးတော့ Gaza ကျမ်းမာရေးအာဏာပိုင်တွေကလည်းအပြစ်ခတ်ရစရေးတပ်ဝင်ပြီးတဲ့နောက် Gaza ကမ်းမြောင်ဒေသအတွင်းတည်ဆုံသူဟာ280ဦးအထိမြင့်တက်လာခဲ့ပြီဖြစ်တယ်လို့အစိုးရဘက်မှပြောကြားထားခဲ့ပါတယ် နောက်ထပ်အကြောင်းအရာတစ်ခုကအစ္စရေးဝန်ကြီးချုပ်စီးရီးယားဘက်ချမ်းဂိုလန်ကုန်းမြစ်မှာရှိတဲ့စစ်မဲ့ဇုံကိုတွားရောက်ပြီးတော့စစ်စင်ရေးဆိုင်ရာတွေမှာကြားခဲ့တယ်ဆိုတဲ့အခြေအနေပါ။နိုဝင်ဘာ16ရက်နေ့ကအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နေတန်ညာဟုကစီးရီးယားဘက်ချမ်းဂိုလန်ကုန်းမြစ်မှာရှိတဲ့စစ်မဲ့ဇုံကိုအစ္စရေးကာကွယ်ဝန်ကြီးကတ်စ်နိုင်ငံခြားရေးဝန်ကြီးဂီဒီယွန်ဆာစ်တို့ပါဝင်တဲ့အကြီးအကဲတွေနဲ့အခြားတာဝန်ရှိသူတွေပါပါဝင်ပြီးတွားရောက်ခဲ့တယ်လို့ဝန်ကြီးချုပ်ယုံထုတ်ပြန်ချက်အရသိရပါတယ်။ ဝန်ကြီးချုပ်ကအစ္စရေးကာကွယ်တပ်ဖွဲ့စခန်းကိုရောက်ပြီးတဲ့နောက်ဒေသအခြေအနေတွေကိုလေ့လာပြီးတော့လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတရက်ကျင်းပခဲ့တယ်။ပြီးတော့အဲဒီစခန်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေကိုမိန့်ခွန်းပြောကြားခဲ့တယ်။အဲလိုမိန့်ခွန်းပြောတဲ့နေရာမှာဘက်ဂျမန်နေတန်ယာဟုကစီးရီးယားဘက်အချမ်းဂိုလန်ကုန်းမြစ်မှာရှိတဲ့သူတို့ရဲ့မဟာမိတ်တွေဖြစ်တဲ့ဒရုစ်တွေကိုခုခံကာကွယ်ရန်ခံစစ်နဲ့ထိုးစစ်နှစ်မျိုးလုံးမှာအစ္စရေးကကိုယ်စွမ်းရင်ကိုလေးထားရမှာဖြစ်တယ်။အစ္စရေးနဲ့သူ့ရဲ့မြောက်ဘက်နယ်စပ်ကိုလည်းကာကွယ်သွားရမှာဖြစ်တယ်။ ဒီကိစ္စကအချိန်နဲ့အမျှပြောင်းလဲနိုင်တဲ့မစ်ရှင်တစ်ခုဖြစ်တယ်ဆိုပြီးအသေးစိတ်ရှင်းလင်းပြောဆိုခြင်းတော့မရှိခဲ့ဘူးလို့သိရပါတယ်။အဲ့ခီးစဉ်ဟာနေမီလုံချုံစီစဉ်တဲ့တရက်ကိုကောင်းတဲ့ပုံမဲ့တဲ့ရင်တွေထွက်ပေါ်နေချိန်မှာပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီလာအစောပိုင်းတုန်းကစီးရီးယားယာယီခေါင်းဆောင်အမက်အရှာရာကအင်ဘီရိုကိုတွားရောက်ခဲ့ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့လုံချုံဆိုင်ရာသဘောတူညီချက်ကိစ္စရပ်တွေနဲ့အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတစိမ့်တစ်ပိုင်းတက်တာစီဖို့ကိစ္စတွေဆွေးနွေးထားခဲ့ကြတာဖြစ်ပါတယ်။ အဲ့တွေ့ဆုံမှုအကြောင်းကိုမေးမြန်းရမှာတော့အရှာရာကတွေ့ဆုံဆွေးနွေးမှုတွေမှာတိသာထင်ရှားတဲ့တိုးတက်မှုတွေမရှိပေမဲ့လည်းအစ္စရေးတပ်ဖွဲ့တွေကသူတို့ထိန်းချုပ်ထားတဲ့စီးရီးယားတောင်ပိုင်းကနေဆုတ်ခွာဖို့သဘောတူညီချက်တရရလိုအပ်မှာဖြစ်တယ်လို့အတိအပြုပြောကြားသွားခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကတော့အဲ့ဒါနဲ့ပတ်သက်လို့ညှင်းဆိုထားပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ရီမင်ဆိုင်ရာကုလသမဂ္ဂအထူးတန်တမန်ကဟူတီအုပ်စုတွေဖမ်းထားတဲ့ကုလသမဂ္ဂဝန်ထမ်းတွေကိုချက်ချင်းပြန်လွှတ်ပေးဖို့တိုက်တွန်းခဲ့တဲ့အကြောင်းပါ။ ရှီမီနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတန်တမန် Hans Greenberg ကအိုမန်နိုင်ငံဓမ္မစကတ်မြို့မှာအိုမန်အစ်မြင့်ရာရှိကြီးတွေနဲ့တွေ့ဆုံပြီးတော့ရှီမီနိုင်ငံမှာရှိတဲ့ဟူတီအုပ်စုကဖမ်းထားတဲ့ကုလသမဂ္ဂဝန်ထမ်းတွေကိုချက်ချင်းပြန်လွှတ်ပေးဖို့တိုက်တွန်းပြောကြားခဲ့တယ်ဆိုပြီးနိုဝင်ဘာ16ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ဂျာဝင်စစ်ဆက်ပေးရေးလုပ်ငန်းတွေမှာအိုမန်နိုင်ငံရဲ့ဒီဇိုင်းမမတ်ထောက်ပံ့မှုတွေအတွက် ကျေးဇူးတင်တယ်လို့ပြောခဲ့ပြီးတော့ရင်းမြစ်နိုင်ငံမှာနိုင်ငံရေးရအခြေချဖို့လမ်းခင်းပေးဖို့ဒေတာတွင်းနဲ့နိုင်ငံတကာရဲ့ကြိုးထောက်နောက်ကန်လိုအပ်တယ်လို့အလီဘီပြောကြားသွားခဲ့တယ်လို့ဆိုပါတယ်။ဟူဒီစစ်သက်ညီနိုင်ရေးအကြီးအကဲဖြစ်သူမိုဟာမက်အဗ်ဒက်ဆလန်နဲ့ဆွေးနွေးနေစဉ်အတွင်းမှာဟူဒီအုပ်စုကဖမ်းဆီးထားတဲ့ကျန်နေတဲ့ကုလသမဂ္ဂဝန်ထမ်းတွေအားလုံးကိုပြန်လှုပ်ပြီးတောင်းဆိုခဲ့တာလို့ဆိုပါတယ်။ အော်တိုဝါနာတို့ကအီရန်နဲ့အိုမန်တို့ရဲ့ချောင်းစစ်ဆက်မှုနဲ့ကုလသမဂ္ဂနိုင်ငံသားဝင်တဲ့၁၂ဦးကိုပြန်လွှတ်ပေးထားခဲ့ပါတယ်။လက်ရှိဟူသီချင်းတောင်တွေမှာကယီမန်နိုင်ငံသားကုလသမဂ္ဂဝင်တန်းတွေချန်ရှိနေတာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Hamas အဖွဲ့ကကိုင်ရိုမှာအီဂျစ်နဲ့ဂါဇာအကြောင်းဆွေးနွေးခဲ့ကြတာပါ။ Hamas Shura Council ဥက္ကဋ္ဌ Mohammed Dawish ကဦးဆောင်ပြီးတော့ Carl Marshall ခလီအယ်ဟယာစတဲ့ဟာမတ်အစ်မြေအဖွဲ့ဝင်တွေပါဝင်တဲ့ပါလက်စတိုင်းအစ္စလာမစ်တော်လှန်ရေးလှုပ်ရှားမှုဟာမတ်ကိုယ်စားလှယ်အဖွဲ့ဟာနိုဝင်ဘာ23ရက်နေ့ကအီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုမှာအီဂျစ်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ပြီးတော့ဂါဇာကမ်းမြောင်ဒေသအခြေအနေအပြည့်အဝမှုတိုးတက်မှုအခြေအနေနဲ့အပြည့်အဝမှုဒုတိယအဆင့်စီစဉ်ထားတဲ့အကြောင်းအရာတွေဆွေးနွေးခဲ့တယ်ဆိုပြီးဟာမတ်ရဲ့အဲ့ဒီနေ့ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရသိရပါတယ် ဂျစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကတော့အဂျစ်နိုင်ငံထောက်လှမ်းရေးအဖွဲ့ GISK အကြီးအကဲဖြစ်တဲ့ Hassan Rashid Gad ဦးဆောင်ခဲ့တယ်လို့သိရပါတယ်။ Hamas ဘက်ကတော့သူတို့အနေနဲ့ဂါဇာဒေသအပြစ်ရမှုပထမဆုံးသဘောတူညီချက်ကိုထမ်းဆောင်မဲ့ဂရုပြုချက်ကိုထပ်ပြောခဲ့ပြီးတော့သဘောတူညီချက်ကို Israel ဆက်လက်ချိုးဖောက်နေဖို့မဖြစ်မနေတားဆီးရမှာဖြစ်တယ်လို့အလေးပေးပြောကြားသွားခဲ့ကြောင်းသိရပါတယ်။အစ်စွေးက Hamas ဘက်ကအဖြစ်ရသဘောတူညီချက်ကိုချိုးပေါက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဂါဇာဒေသပြည့်ရမှုပထမဆင့်သဘောတူညီချက်ဟာအော်တိုဘာ10ရက်စတင်အသက်ဝင်လာတဲ့အချိန်ကစလို့အချိန်များစွာတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပြီးတော့ဟာမတ်စ်ဘက်ကတော့ပြည့်ရမှုသဘောတူညီချက်ချိုးဖောက်တာမရှိဘူးဆိုပြီးညင်းဆိုထားပါတယ်။အစ္စရေးကနိုဝင်ဘာ22ရက်နေ့ကဂါဇာကမ်းမြောင်နေရာအများအပြားကိုလေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့နေရာမှာလူတရာကျော်ထိခိုက်ဒေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ဟာမတ်စ်ဘက်ကသူတို့အနေနဲ့အဲ့ဒီဂါဇာကမ်းမြောင်တောင်ပိုင်းရော်ဖော်မြို့မြေအောက်လမ်းကြောင်းအတွင်းမှာရှိတဲ့လက်နက်ကိုင်တွေနဲ့အဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်တယ်လို့ပြောကြားခဲ့ပြီးတော့ အစ္စရေးစစ်တပ်ကတော့ပါလက်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်16ဦးကနိုဝင်ဘာ21ရက်နေ့ကရဖာရှိပိုင်းအစ္စရေးထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့မြေရောက်လမ်းကြောင်းတစ်ခုအတွင်းကနေထွက်လာပြီးတော့ပါလက်စတိုင်းထိန်းချုပ်ထားတဲ့ဒေသကိုပြေးဖို့ကြိုးပမ်းခဲ့တာကိုအစ္စရေးစစ်တပ်ကလေကြောင်းတိုက်ခတ်မှုနဲ့ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီးတော့အဲ့ဒီမှာပစ်ခတ်မှုကြောင့်17ဦးသေဆုံးပြီး6ဦးဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီနေ့မျှဝေမှုရဲ့နောက်ဆုံးအကြောင်းအရာဖြစ်ပါတယ်။အဲ့ဒါကတော့အမေရိကန်ရဲ့အရက်ဖက်စစ်ဖက်ညှိနှိုင်းရေးစင်တာပါ။ မေရိကန်ဘုတ်စစ်ဌာနချုပ်ကပြီးခဲ့တဲ့လတုန်းကအစ္စရေးနိုင်ငံတောင်ပိုင်းမှာအရက်ဖက်စစ်ဖက်ညှိနှိုင်းစင်တာ CMCC ကိုဖွင့်လှစ်ခဲ့ပြီးတော့အမေရိကန်ဥဆောင်တဲ့ညီညာရေးအစီအစဉ်အရဂါဇာကမ်းမြောင်ဒေသမှာလက်ရှိအပြစ်ကရဆဲရေးကိုစောင့်ကြည့်လေ့လာဖို့အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ဖို့ရည်ရွယ်ထားတဲ့အဆောက်အုံဖြစ်ပါတယ်။အဲဒီအဆောက်အုံအတွင်းပိုင်းကိုပြီးခဲ့တဲ့ရသက်ရပတ်နှောင်းပိုင်းတုန်းကသတင်းတောက်တွေကိုဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ ဲ့ဒီဆောက်ဦးမှာ9မီတာမြင့်တဲ့မျက်နှာချက်ရှိတဲ့အခန်းကျက်ကြီးတစ်ခုရှိပြီးတော့အဲ့ဒီထဲမှာအစ္စရေးတပ်တွေကဗမာတပ်ဆွဲထားလဲဆိုတဲ့နေရာကိုပြတယ်ဂါဇာကမ်းမြောင်ရဲ့ရောင်းဆုံးမြေပုံ ရှိနေပြီးတော့ကမ်းမြောင်ဒေသအတွင်းထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ truck ကရွေ့ရှားနေတာကိုလည်းကောင်းကင်ကနေရိုက်ကူးထားတဲ့ဗီဒီယိုမှတ်တမ်းမှာမြင်တွေ့ရတယ်လို့ဆိုကြပါတယ်အဲ့ဒီဆောက်ဦးကလူပေါင်း600လောက်အလုပ်လုပ်နေကြတဲ့အဆောက်အဦဖြစ်တယ်လို့လည်းသိရပါတယ်သူတို့အထဲမှာက မေရိကန်နဲ့အစ္စရေးလိုနိုင်ငံပေါင်း20ကျော်ကစစ်ဖက်နဲ့ဆက်နွယ်တဲ့ဝန်ထမ်းတွေအပြင်ကုလသမဂ္ဂနဲ့အရက်ဖက်အဖွဲ့အစည်းတွေကလူသားချင်းစာနာမှုဆိုင်ရာကူညီပေးရေးဝန်ထမ်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့မျှဝေတဲ့ Israel Hezbollah Hamas တို့ဒီပြည်ပကဆိုင်ရာစိတ်ဝင်စားဖို့ရမှတ်တမ်းစုစည်းမှုအပိုင်း106ကတော့ဒီမျှပဲဖြစ်ပါတယ်။လက်လောချီနေမှာက အစွေးနဲ့ဒီရှေ့လယ်ပိုင်းဒေသရဲ့လှုပ်ရှားမှုအခြေအနေကလက်ရှိကျွန်တော်တို့တွေ့ရသလားတော့ဒီလိုအခြေအနေမျိုးလေးတွေပဲရှိနေပါသေးတယ်ကျွန်တော်တို့မျှဝေမှုကတော့ဒီမျှပဲဖြစ်ပါတယ်ဗျကျွန်တော်တို့မျှဝေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျ